မြန်မာငွေ3000ကျော်တန်မိုးရှိတဲ့ CK9X Full Size SUV ကိုတရုတ်ဈေးကွက်မှာစာရောင်းပြီလို့သိရပါတယ်။အခုစာရောင်းတဲ့ကားကမြင်းကောင်းရင်1380ကောင်အားရှိပြီးတော့ Jurat Chamber Air Suspension ပါတယ်လို့ Miss Rich အနေနဲ့1250ကီလိုမီတာထိမောင်းနိုင်တယ်လို့ကုမ္ပဏီကပြောထားပါတယ်။ဒီကားကိုစာရောင်းရောင်းချင်းတနိုင်တွင်းမှာပဲကြိုတင်အမှားစာ4200ကျော်ရထားတယ်လို့ကုမ္ပဏီတာဝန်ရှိသူတွေကပြောပါတယ်။ တီကားဟာ PHEV မျိုးစားကားဖြစ်ပေမဲ့နောက်ပိုင်းမှာတော့ Black and Hybrid ကားတွေကိုပဲဆက်ထပ်ဖို့စီကားကပြင်ဆင်ထားပါတယ်။တီကားရဲ့အရွယ်စားကားအရှိနောက်ရှိ9239မီလီမီတာ၊ပညာအကျယ်2029မီလီမီတာ၊အမြင့်1819မီလီမီတာနဲ့ Wheelbase 3169မီလီမီတာရှိတဲ့ Full Size SUV ကားပဲဖြစ်ပါတယ်။ Ground clearance အနေနဲ့188မီလီမီတာရှိတာတွေ့ရပါတယ်။ အပြင်ပိုင်းဒီဇိုင်းကိုကြည့်ရင်တော့ C shape LED headlights ကိုမြင်ရသလို shell အကြီးကြီးတွေနဲ့ထူးထူးခြားခြားဖြစ်နေတဲ့ A intake တွေကိုတွေ့ရမှာဖြစ်ပါတယ်။တကားလက်ကင်တွေကတော့တိတ်ထူးထူးခြားခြားမရှိပေမဲ့အနောက်မီးကြီးတွေကိုတော့ circular tail light unit အနေနဲ့ဒီဇိုင်းပြောင်းထားပါတယ်။အပြင်ပိုင်းအယောင်အနေနဲ့အနက်ယောင်အဖြူယောင်ငွေယောင်မီးခိုးယောင်နဲ့ခရမ်းယောင်ဆိုပြီးအယောင်၅မျိုးနဲ့ထပ်လာပါတယ်။ကားအပြင်ပိုင်းပက်လယ်မှာတော့လီတာအယုံခံကရိယာ၅ခုတက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ကားရှိမီးတွေထဲမှာရှိတဲ့ကင်မရာတွေကရမောင်းအတွက်တော်တော်လေးအထောက်အကူဖြစ်စေမဲ့ကင်မရာတွေတက်ထားပါတယ်။ဒီကားမှာ484 active stabilizer ပါတက်ထားတဲ့အတွက်ကြောင့်ကားအကွေ့တွေနဲ့လက်မညစ်ညာတဲ့အခြေအနေတွေမှာကားရဲ့ဟန်ချက်ကိုအကောင်းဆုံးထိန်းပေးနိုင်သလိုယာဉ်တိုက်မှုဖြစ်တဲ့အခါမှာလည်းကားပေါ်ပါတဲ့ခီးတွေတွေကိုအန်ဒီယကင်းအောင်အကောင်ဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။ဒီစနစ်ပါလာတဲ့အတွက်ကြောင့်ကီလိုမီတာ120ထိမောင်းနေတဲ့အချိန်မှာလဲကားကိုဟန်ချက်ညီညီနဲ့ထိန်းပေးနိုင်ပါတယ်။ ကားရဲ့အတွင်ခန်းပိုင်းကိုကြည့်ရင်တော့ထိုင်ခုံ၆လုံးတက်ထားသလိုအတွင်ခန်းအယောင်ကိုလည်းနှက်ပြားရောင်အဝါနုအညူရောင်ဆိုပြီးအယောင်၃မျိုးနဲ့ထုတ်ထားပါတယ်။အလဲကွန်ဆိုးမှာ၁၆လက်မရှိတဲ့ infotainment screen တစ်ခုပါသလို59လက်မရှိတဲ့ augmented reality head-up display လည်းပါလာပါတယ်။အနောက်ခံမှာတော့19လက်မရှိတဲ့ 3K infotainment screen တစ်ခုပါလာပါတယ်။ရှေ့ကမ်းထိုင်ခုံမှာခောက်စပွဲတစ်ခု၊ကြားမှာလေးလံသွားလမ်းပါ၊တကားရီမှာဆန်းရှိတ်တွေလည်းပါလာပါတယ်။ နောက်ထပ်နည်းပညာပိုင်းအတွက်ပံ့ပိုးပေးထားတဲ့ထဲမှာ Power Operated Doors နဲ့ MAI5 Assistant Eva တို့လိုနည်းပညာအမြင့်ပိုင်းတွေပါလာပါတယ်။ရင်မောင်းအတွက်အကူအညီဖြစ်စေမဲ့ Leader အာယုံခံကိရိယာတစ်ခုနောက်ထပ် Leader အာယုံခံကိရိယာ၅ခု1400 TOPS အတွက် NVIDIA 3U SoC နှစ်ခုလည်းပါလာပါတယ်။ နောက်ထပ်ထူခြားချက်တစ်ခုကတော့အရှင်ပြင်းပြင်းနဲ့မောင်းနေတဲ့ချိန်ရှင်တိုင်းမှုဖြစ်ရင်အန်ဒီယကင်းစေဖို့အတွက် Automatic Emergency Steering AES စနစ်ကိုထည့်ထားတာပဲဖြစ်ပါတယ်။